အဒါနာမိတံမိခဝေနဝကာတောယံဘရုပကမိနာတတကတံဇီဝိတာဝရောပိယအနုပကမိနာဘိခွေ တတကတာပရိနိဗ္ဗာယံတိဣတိနာသေသဥစေနာတုတိမေ ဟောတုတဗရာအဒါနာမိတံမိခဝေနဝကာတော ယံဘရုပကမေနာတတ္ထာကတံဇီဝိတဝရောပိယအနုပကမေနာဘေကွေတတ္ထာကတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာသူတိမေဟောတုသဗ္ဗရာအထာနာမိတံဘေကွေနဝကာတောယံဘရုပကမေနာတတ္ထာကတံဇီဝိတဝရောပိယ အနုပကမေနာဘေခွေတတ္ထာကတာပရိနိဗ္ဗာယံတိဣတေနာသစ္စာဝစေနာတုတိမေဟောတုသဗ္ဗရာရူပကမေနာသူတော်ရိုဤလုံလာပယောကအာဖြင့်ဝါသူတော်ရိုဤလက်နေပယောကအာဖြင့်တထာဂတံမြတ်စွာဘုရားသခင်ကို ဇီဝိတာဇီဝိတိန်နရိမာယံဝရောပိယအကျင်ချရာဤဝါအကျင်တဖြာရာဤဣတံဤသို့မြတ်စွာဘုရားကိုသူတော်အားတို့ဤလက်နေပယောကဖြင့်တဖြာနိုင်ခြင်းမျိုးသည်အာဌာနာအကြောင်းမဟုအနဝါကသောအခွင့်မဟုတထာဂတာရှိဖျားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောဘုရားရှင်မူသည်များတို့သည် ဥပကမေနာသူဘာရောလုံနာဘယောကလည်းနဲ့အာဖြင်နပရိနိဗ္ဗာယံဒီပရိနိဗ္ဗာန်ဆံယုထုံးစံမရှိကုန်ဣတိနာတစ္ဆာဝေဒနာဤသို့ထုတ်ပြန်ဟုံမှန်သောသုလဝါပါဠိတော်လာမြတ်စွာဘုရားသခင်ရဲ့တရားတော်ကိုရွတ်ဆိုရခြင်းကြောင့်မိငါအတ္တိကိုယောစိတ်ပါချမ်းသာခြင်း ဉာမချမ်းသာခြင်းသည်ဗရာနိယောညာပါခခတိဟောတုမုတ်ချမဲ့တွေဖြစ်ပေါ်ပါစေသတည်းဤအန္တရေကင်းဂါထာလေးကိုဘုံုံလွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်လောက်က25နှစ်လောက်ကမန္တလေးမြို့တက်တော်တရားနဲ့၃နှစ်ရှိတဲ့စံငင်းဆရာတော်ကြီးထာမ ရခဲ့ပါတယ်စံကင်းစရော်ကြီးဆိုတာမဥပင်မဥပင်မြို့အဲအာဝရီတိုင်းမဥပင်မြို့နဲ့တဖက်ကမ်းစံကင်းဆိုတဲ့ရွာကြီးမှာသရင်သုံးခဲ့တဲ့အတွက်ဒီဆရာတော်ကြီးကိုတက်တော်ရှိဆရာတော်ကြီးကိုစံကင်းဆရာတော်လို့ခေါ်ကြပါအဲ့ဒီစံကင်းဆရာတော်ကြီးစီဘုံဘုံ ရောက်သွားတော့ဆရာတော်ဖះဆရာတော်ဖះလို့တပည့်တော်တို့ အတဲ့ရာကျော်ရှိခြင်းပါတယ်ကျမ်းဉာဏ်မှာမှချမ်းမြမ်းသာသာလည်းရှိခြင်းပါတယ်ဘေးဥပါအန္တရာယ်လည်းကင်းခြင်းပါတယ်ဖျားသာသနာပြုလုပ်ငန်းတွေကျေးဇူးပြုမဲ့ဤကောင်းလန်းကောင်းတွေတပြီးတော့ပေးပါဖျားလို့ဘုံဘုံကလျှောက်ပါအဲ့တော့စံငင်းဆရာကြီးကဒီကာထာလေးပေးခဲ့ပါတယ်စံငင်းဆရာကြီးကဒီကာထာပေးတဲ့အကြောင်းလေးလည်းသူကပြောပြပါသူက အဲဒီအင်္ဂလိပ်ခေတ်အင်္ဂလိပ်အစိုးရလက်ထက်လွတ်လပ်ရေးမရခင်တုန်းကဟိုမုံတို့စံကင်းမြို့စံကင်းရွာကြီးမှာနေတဲ့အချိန်မဥပင်မြို့မှာလူတွေပလိတ်ကယောဂဖြစ်ပြီးတော့တနေ့ကို40 50ပြည်ကြီးပျက်စီးကြအဲ့တော့ပလိတ်ကယောဂဖြစ်တော့လူတွေနေ့စဉ်နေ့စဉ်အဲ့လိုယောဂဖြစ်သေးတာလူတွေလည်းကြောက်လန့်ပြီးတော့ထွက်ပြေးကြ မဟုတ်ပေမျိုးမဲ့ရှိတဲ့လူတွေတချို့ကစံငင်းရွာကြီးရွှေ့ပြောင်းပြီးတော့ပြေးလာကြအဲ့ဒီလူတွေထဲမှာယောဂါတွေယောဂါပိုးပြီးပါလာတဲ့လူတွေကစံငင်းရွာကြတော့တခါယောဂါဖြစ်သေးကြလူတို့ကနေပြီးတော့တခါကူးဆက်ပြီးတော့ရပြင်းလူတွေလည်းပဲယောဂါတွေဖြစ်သေးကြဘုန်းတော်ကြီးတွေလာပင်ပရိတ်ရွတ်ကမဝါဖသေးကြတာအဲ့တော့ ဥဇင်းนี่ကိုရင်นี่ကဆရာတော်ကြီးလျှောက်တဲ့ဆရာတော်ဖះတပည့်တော်တို့ပရိတ်ရွတ်လည်းပဲတီးတာပဲကမောဟာဖတ်လည်းတီးတာပဲအဲ့တော့ပရိတ်ဒီပါဒီရွတ်မနေပါနဲ့တော့ဖះတပည့်တော်တို့ပရိတ်ဒီကမောဟာတွေလည်းမစွန်းမှုနဲ့တူပါတယ်လို့ပြောတဲ့အဲ့တော့ဆရာတော်ကြီးကမင်းတို့ဒီလိုမပြောကောင်းဘူးမြတ်စွာဘုရားတရားပရိတ်တရားတွေပဲမစွန်းမဲ့ရှိရမလို့မင်းတို့တေချာရွတ်ပုံပြီးပုံမကောင်းလို့နေမှာ ။ဒေချာရွေ့ဒီလိုငေါ့ငမ်းပြီးတော့လှွတ်လိုက်။ညကြတော့ဆရာတော်ကြီးကလည်းစဉ်းစားဟုတ်တယ်တို့ပိဋိတိလည်းအထထရွေ့ကမ္မဝါရီအထထဖတ်ဖတ်လည်းပဲလူတွေသိကြတာယောဂတွေမပြောက်ဘူး။တခုခုတော့လိုးနေပြီနဲ့တူတယ်။ဘာများလိုးနေတယ်လဲဟဲ့လို့သူကစဉ်းစားတော့မှ သူ့ငယ်ဆရာပြောဘူးတဲ့စကားလေးအမှတ်ရတယ်။ငယ်ဆရာကဘယ်လိုပြောဘူးတယ်လဲဆိုတော့ ငါတပြီရန်ခါမဲ့ပရိတ်ဒီရွတ်လည်းပဲမဆွမ်းမဲ့ဖြစ်တတ်တယ်ကမောဟာရီဖတ်လည်းပဲမဆွမ်းမဲ့ဖြစ်တတ်တယ်အဲ့လိုပရိတ်ဒီကမောဟာရီမဆွမ်းမဲ့ဖြစ်နေတဲ့အခါဆိုရင်ဟောဒီဂါထာလေးဒါနောက်ပိုင်းက၃ငောက်ရွတ်လိုက်ကွာအဲ့ဒါဆိုစွန့်တာပဲလို့ဆိုပြီးတော့ခုနရွတ်ပြတဲ့ဂါထာလေးကို၃ငောက်ရွတ်ခိုင်းတယ်ဤဟုတ်ပြီတို့ဒီဂါထာလေးကျမ်းနေလို့မစွန့်တာပဲဆိုပြီးတော့ သူကအဲဘောပေါ်မယ်မြေပြူတန်နဲ့ဂုဏဂါထာလေးရေးရေးပြီးတော့ကြောင်းရှိတဲ့ဥစဉ်နေကိုရင်နေအကုန်ခေါ်မင်းတို့ဒီဂါထာကြောင်းကျဲမရတဲ့လူမအိပ်ရဘူးတညာလုံးကြက်ခိုင်းမှာရတဲ့လူကတော့သွားတော့ဆိုတော့တေဆုံညံကောင်းတဲ့လူကတော့တစ်ခေါက်နှစ်ခေါက်ကြက်လိုက်ရဆရာတော်ကြီးပြန်ပြသွားအဲ့ဒါလို့နဲ့နောက်တနေ့ ရတော့ပရိယုကမောဖပြီးပြီဆိုရင်ခုနပြောသလိုဒီကံထာလေးကို၃កောက်ရွတ်လိုက်၃កောက်ရွတ်လိုက်တယ်ဆိုရင်အဲ့ဒီရွတ်တန်ကြားတဲ့ပုဂ္ဂိုလ်တွေကိုလို့ယောဂဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းပြောက်ယောဂမဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေလည်းမဖြစ်တော့သွားမီဟေးခုမှနီးကောင်းလန်းကောင်းတွေ့ပြီကွာဆိုပြီးတော့သူတို့ကကြိုးစားရွတ်ကြကြောင်ရှိတဲ့ဥစဉ်တွေကိုရင်တွေတရားမှအတံမထွက်တော်ဘူးတဲ့ဟိုအိမ်လိုက်ရွဲ့ဒီအိမ်လိုက်ရွဲ့ တချို့ကလည်းပဲအဲဟိုဘေးရွတ်ဖို့ဘေးကမဝါဖားဖို့ဘေးပွဲလေးအဲအုံပွဲငပြောပွဲလေးမတက်နိုင်တော့ဆရာတော်ဒီလားမပင့်ဘူးတဲ့မပင့်ရဲဘူးဒါကသူတို့ကတရင်ကြရင် သွားရွတ်လာပဲမင်းတို့ဘာမပင့်ရဲရမလို့ကွာသူအုံနေငပြောဒီလိုချင်လို့မဟုတ်ဘူးရွတ်မယ်ဆိုပြီးတော့မပင့်တဲ့ကိုတော်တွေလည်းမပင့်တဲ့အိမ်တွေလည်းပဲသွားပြီးတော့ရွတ်ကြ အဲ့တော့တရားမှရှိတဲ့ဥစဉ်ကိုရင်တရားမှအတန်မထွက်တော်ဘူးတဲ့တန်ဝင်းကုန်တာအဲ့တော့ဆရာတော်ကြီးကစဉ်းစားပြန်တယ်အင်းကြောင်ရှိတဲ့ကိုရင်ဥစဉ်တော့အတန်မထွက်တော်ဘူးဘယ်လိုလုပ်ရမလဲဆိုတော့နောက်ကြကျိုးလေးတွေအဲကျိုးလေးတွေပရိတ်ကျိုးလေးတွေတထောင်တထောင်သွားတထောင်ဆိုတော့တပေးနဲ့6လက်မှာပေါ့တထောင်သွားဆိုတော့2ပေးလောက်ထားပါထားကြပါဦး အဲဒီလောက်နှစ်ပေလောက်နှစ်ပေတာလောက်ကျိုးလေးတွေအကုန်ဖျားဖျက်ပြီးတော့ကျိုးလေးတကျိုးတကျိုးမယ်အထုံးအဲငါးရုံးကြီးထုံးတယ်သူကအထုံးငါးရုံးကြီးထုံးတာကဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိအထုံးလေးတထုံးထုံးလာ ဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိအဲဒုတိယအထုံးလေးတထုံးထုံးတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိတတိယအထုံးလေးတထုံးသုံးထုံးဖြစ်သွားပြီးတော့မှတန်ဘုဒ္ဓီကာထာရွတ်ပြီးတော့တထုံးပြီးတော့မှ အထာနာမေတံဒီဂါထာ အထာနာမေတံမေခွေနဝါကတောယံရူပကမိနာ တထာဂတံဇီဝိတာဝရောပိယအနုပကမိနာဘေခွေတထာဂတာပရိနိဗ္ဗာယံဒီအေဒီနာသစ္စာဥဇိနာတုထိမေဟောတုတဗရာသူများအတွက်ဆိုရင်တော့တုထိတေဟောတုတဗရာအဲ့လိုရွေးပြတထုံးအဲ့လုံးနဲ့ငါတို့ပေါ့ ဗုဒ္ဓံတရဏံကိသာမိနေတထုံဒုတိယမိနေတထုံတတိယမိနေတထုံသံဗုဒ္ဓေကာထာရွေးပြီးတော့တထုံအာထာနာမိတံ၃កောက်တထုံအဲ့လိုနဲ့ထုံ၅ရုံထုံထုံပြီးပြီဆိုတာလက်ခွဲလေးဖြည့်တပိတ်ထဲထည့်ထားဥစဉ်နေကိုရင်နေသင်ပေးပြီးတော့အာလုံးရှိတဲ့ဥစဉ်နေကိုရင်နေလက်ခွဲထိုးတတ်သွားအဲ1900ပေါ့အဲ့လိုလက်ခွဲတွေထိုးထားပြီးပြီဆိုတပိတ်တွေထည့် ထဲ့ပြီးတိမ်နေသွားကြောင်းရှိတဲ့ဥစဉ်နေအကိုရင်နေအကုန်လုံးဝိုင်းပြီးတော့ပရိတ်ရွေးကမဝါဖာဖတ်ပြီးပြီဆိုလို့ရှိရင်ဘုံဘုံတို့ပရိတ်ရွေးကမဝါဖတ်ပြီးရင်အဲ့ဒီအဋ္ဌာဏမေတံဂါထာ၃ခေါက်ရွတ်ဖတ်လိုက်ပါတယ်ရွတ်ဖတ်လိုက်လို့ရှိရင်ဒါတိတ်ဒီမြောက်တယ်တဲ့အဲ့အဲ့တော့နောက်တစ်ခါနောက်တနေ့ကျတော့ရွာတွေကလူတွေလာကြ တပီတော်တို့အိမ်ပေးရွေကြွပါအောင်ဖျားယောဂဖြစ်လို့ပါဖျားမင်းတို့အိမ်လူပဲနှစ်ယောက်တော့၅ယောက်ပါဖျားဆိုရင်လက်ဖွဲ့လေး၅ခုပေးလိုက်အဲ့ဒီလက်ဖွဲ့လေး၅ခုတစ်ခုတစ်ခုကိုလူတယောက်တယောက်လက်မောင်းမဲ့ချီထားလက်မောင်းမချီခြင်းနဲ့ပုဂ္ဂိုလ်ကလဲပင်းမဲ့ချီထားလိုက် အကုံယောဂါတွေပျောက်ဖြစ်ပြီးသားယောဂါတွေပျောက်မဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေလည်းမဖြစ်တော့ဘူးဟံဟေးဆိုအဲ့လိုလုပ်အဲ့လိုနဲ့သူ စံငင်းဆယ်ရွာကြီးမှာရှိတဲ့ပလိကယောဂါတွေပြေခဲ့တဲ့အကြောင်းဆတော်ကြီးကဖုံဖုံကိုအမိန့်ရှိပါတယ်အဲဒါဘုံမောကလည်းသဘောကျပြီးအဲ့ဒီကစပြီးတော့ခုနှစ်ပေါင်းအစေးလောက်30လောက်ရှိသွားပါပြီတရိပ်သေးရွကမဝါရီဖပြီးပြီဆိုရင်အထာဏမိတ္တ၃ောက်ရွဖာတယ်အဲ့ဒါရည်တဲ့အတွက်အလွန်တရာမှအကျိုးအာနိသင်ရှိယောဂအန္တရေဒီအကုန်ကြောက်ပါတယ်နော် ဘယ်စစ်သားတွေဘုံဘုံကြီးလက်ဖွဲ့လာတောင်းစစ်သားတွေလာလက်ဖွဲ့တောင်းရင်လည်းပဲဒီလက်ဖွဲ့လေးတွေဘုံဘုံကထိုးထားမထိုးရသေးဘူးမရှိဘူးဆိုရင်မင်းနောက်နေ့မှလာခဲ့ငါလက်ဖွဲ့ထိုးထားလိုက်မယ်ညပိပဋ္ဌာန်းရွတ်လို့ရှိရင်လည်းပဋ္ဌာန်းရွတ်ပြီးတဲ့နောက်ပဋ္ဌာန်းရွတ်တဲ့အခါလက်ဖွဲ့တွေကိုင်းပြီးတော့ရွတ်အဲလိုရွတ်ပြီးတော့စစ်သားတွေပြေးလိုက်ဆိုစစ်သားတွေတိုက်ပွဲတွေပါနေမြန်အန္တရာယ်ကင်းတဲ့အကြောင်းသူတို့ကပြန်ပြောင်းပြီးတော့ပြော့ပြပါတယ် အဲကောင်ကုတ္တာနာ ပရိဒပေါင်းသူတကောင်းတို့အဲတိုင်သူပြည်သားလူများတို့ချမ်းသာအောင်ဒီဂါထာလေးအန္တရယ်ကင်းဂါထာလေးကို နေ့စဉ်နေ့စဉ်ရွတ်ဖတ်တရဆေကြပါရွတ်ဖတ်တရဆေတဲ့ဖြင့်အလွန်တရာဆိုးွားတဲ့ယောဂာကြီးတွေဧကန္နပျောက်ပါတယ်ဘေဥပအန္တရယ်ရန်တော်တဲ့မုံတိုင်းဘေးကြီးတွေလည်းကင်းဝေးပါတယ် အလုံးသောပြိတ္တပေါင်းသူတော်ကောင်းနှင့်တော်တိုင်းလူပြည်သားလူအများတို့ဘေးဥပအန္တရာယ်ရန်တော်တော်ကင်းပြီးတော့သာသနာအကျိုးတိုင်းပြည်အကျိုးတည်ဖို့ရွှေဆောင်နိုင်ကြပါစေဖုံဖုံဒီကသာလေးသုံးောက်ထပ်ပြီးတော့ရွတ်လိုက်ပါဦးမယ်ရွတ်ပြီးရင်ပြီးပါပြီနော်အဋ္ဌာနာမေတ္တာမိခဝေနဝကာတောယံသရူပကမေနာတတကတံဇီဝိတာဝရောပိယ အနုဘဂမေနာဘေကဝေတထာဂတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာသူတိမေဟောတုတပတာအထာနာမေတံဘေကဝေနဝါကာတောယံပရုဘဂမေနာတထာဂတံဇီဝိတာဝရောပိယအနုဘဂမေနာဘေကဝေတထာဂတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာသူတိမေဟောတုတပတာ အတ္တနာမိတံဝိခဝေနဝကာတောယံဘရုပကမိနာတတကတံဇီဝိတဝရောပိယအနုပကမိနာဝိခဝေတတကတပရိနိဗ္ဗာယံတိဣတိနာသစ္စာဝဇေနာသူတိမေဟောတုတဗရာသာဓုသာဓုသာဓု